ဝါရင်းကာလဒုတိယသတင်းပတ်ရဲ့စနေနေ့ ရှင်လူကာအေဝံဂေလိကျမ်းအခန်းကြီး15အခန်းငယ်1မှ3နဲ့17မှ32အထိထိုချင်းတွင်အခွန်ခံသူတို့နှင့်အပြစ်ရှိသူတို့သည်ကိုရောဤတရားတော်ကိုကြားနာရန်အထံတော်သို့ချင်းကလာကြ၏ထိုအခါဖာရိစီဥတို့နှင့်ကျမ်းသက်ဆရာတို့ကဤသူသည်အပြစ်ရှိသောသူတို့ကိုလက်ခံ၍သူတို့နှင့်အတူ စားတော့ပါသည်တကားဟု အပြစ်တင်ပြောဆိုကြ၏ကိုတော်သည်ပုံမှန်မှာတစ်ခုကိုမိန်တော်မူသည်မှာလူတစ်ယောက်၌သားနှစ်ယောက်ရှိ၏သူတို့နှစ်ယောက်တွင်သားငယ်ကအဖအကျွန်ုပ်နှင့်ဆိုင်သောအမွေကိုကျွန်ုပ်ကပေးပါဟုဆိုလင်ဖခင်သည်မိမိဥစ္စာပစ္စည်းများကိုသူတို့အားခွဲဝေပေးလေ၏ရှမ်းများမကြမီသားငယ်သည်မိမိရရှိသောဥစ္စာပစ္စည်းတို့ကို စုသိမ့်ပြီးလင်ဝေးလံသောတိုင်းတစ်ပါးသို့ထွက်ခွာ၍ ထိုအရက်တွင်အပျော်ပါလိုက်စားလျက်မိမိဥစ္စာပစ္စည်းများကို ဖြုံတီးလေ၏သူ၌ရှိသည့်များဥစ္စာတို့ကိုဖြုံတီး၍ကုန်သောအခါထိုတိုင်းပြည်၌ဆိုးရွားသောငတ်မှုခေါင်းပါခြင်းပေဆက်ရောက်သည်ဖြင့်သူသည်လည်းဆင်းရဲချွတ်ချုံကြလေ၏ထိုကြောင့်သူသည်ထိုပြည်သားတူထံသွားရောက်လုကမ်းရာထိုသူက သူအားမိမိဝက်များကိုထိန်းချောင်းအစာကျွေးရန်မိမိလေတော်သို့ဆေလွတ်လေ၏သူသည် ဝက်များစားနေသောပဲတောင်များကိုပင်စားလိုသောဆန္ဒရှိတော်လဲမိသူကများသူအားစားစရာမပေးကြချေထိုအခါသူသည် အမြင်မှန်ရ၍ရေရွတ်သည်မှာငါဖာဤအစီကံများသည်ဝလင်စွာစားရလျက်ပိုရှံနေကြ၏ငါမူကားဤရက်တွင်အစာငတ်၍သေရတော်မူငါသည်ထ၍ငါ၏အဖထံသို့သွားပြီးလျင်အဖကျွန်ုပ်သည် ကောင်းငင်ကို၎င်းအဖကို၎င်းပြစ်မှားမိပါပြီ။ ကျွန်ုပ်သည်အဖအီသားဟူ၍အခေါ်ခံရန်မထိုက်တမ်းပါအဖအီအစီကံတူးကဲ့သို့ကျွန်ုပ်ကိုထားပါဟူ၍သူအားပျော်မြီဟုဆိုလေ၏ထို့နောက်သူသည်ထား၍သူ၏အဖထံသို့ပြန်သွားလေ၏သို့တော်သူသည်အဝေး၌ရှိစဉ်ပင်သူ၏ဖသည် သူ့ကိုတွေ့သဖြင့်တနာချင်းစိတ်ရှိ၍ပြေးသွားပြီးလင်သူ့ကိုပွေဖက်၍နန်းရှုပ်လေ၏တားဖြစ်သူကလည်းအဖအကျွန်ုပ်သည်ကောင်းငင်ကို၎င်းအဖကို၎င်းပြမမိပါပြီ။ အကျွန်ုပ်သည် အဖာဤသားဟု၍ပင် အခေါ်ခံရမထိုက်တန်တော့ပါဟုပြောလေ၏တို့ရရင်အဖာကမိမိအစီကံတို့အားဆိုသည်ကအကောင်းဆုံးသောဝတ်ယုံကိုအလင်းအမြန်ယူလာ၍သူ့ကိုဝတ်ဆင်ပေးကြလော့သူ၏လက်၌လက်စွပ်ကို၎င်းသူ၏ခြေထို၌ဖနက်ကို၎င်းဆင်မြန်းပေးကြလော့စူဖြိုးသောနွားငယ်ကိုယူခဲ့၍တတ်ကြလော့ငါတို့သည်စားသောက်ပွဲကျင်းပ၍ပျော်ရွှင်ဝမ်းမြောက်ကြကုန်အကြောင်းမူကားငါဤသားဤသူသည် ပေပြီးမှယခုအသက်ပြန်ရှင်လေပြီသူသည်ဖြောက်ဆုံးပြီးမှယခု သူ့ကိုပြန်တွေ့ရလေပြီဟုဆို၏ထိုနောက်သူတို့သည်ပျော်ပွဲရွှင်ပွဲကိုစတင်ကျင်းပါလေ၏ထိုချိန်၌တာကြီးဖြစ်သူသည်လေတော်တွင်ရှိနေ၏သူသည်ပြန်လာ၍အိမ်ဤသို့ရောက်သောအခါတီမုတ်တန်နှင့်ကခုန်တန်တို့ကို ကြားရလေ၏ထိုကြောင့်သူသည်အစေခံတူဦးကိုခေါ်ပြီးလျှင်မိသည့်အကြောင်းအရာဖြစ်သည်ကို မေးလေ၏ထိုအစေခံကလည်းတင်းဤညီပြန်ရောက်လာလေပြီ သူကိုဘေးကင်းစွာပြန်တွေ့ရသောကြောင့်တင်းဤဖသည်စုပြိုးသောနွားငယ်ကိုတတ်လီပြီးဟုဆိုလေ၏။တာကြီးဖြစ်သူဒီကအမျက်ထွက်သောကြောင့်အိတ်တွင်သို့ဝင်ရန်ညှင်းဆန်လေ၏။ထိုကသူဤဖသည်အပြင်သို့ထွက်လာပြီးလင် သူကိုဖြောင်းဖြားပြောဆိုလေ၏။သူရတွင်သူကမိမိဤဖအားပြန်ပြောသည်မှာကျွန်ုပ်သည်အဖကိုနှစ်ပေါင်းများစွာလှုပ်ကြွေးခဲ့ပါပြီ။ကျွန်ုပ်သည်အဖ၏ဩဇာကိုတခါမျှမလွန်ဆန်ဘူးပါ။သို့တော်လည်းကျွန်ုပ်သည်ကျွန်ုပ်၏မိတ်ဆွေများနှင့်အတူ ်ကျော်ရွှင်စွာစားတော့ခြင်းကအဖသည် ကျွန်ုပ်အားစိတ်ကလေးတကောင်ကိုမျှမပေးဘူးပါအဖ၏ဥစ္စာပစ္စည်းများကို ပြည့်စာများနှင့်ပျော်ပါဖြုံးတီးဖြစ်ခဲ့သည့်ဤသားပြန်လာသောအခါအဖသည်သူ့အတွက်စူဖြိုးသောနွားငယ်ကိုတတ်လီပြီးဟု ဆိုလေ၏အဖကလည်းငါသားတင်းသည်ငါနှင့်အတူ အစဉ်နေထိုင်၏ငါ၏ဥစ္စာရှိသည်များသည်တင်း၏ဥစ္စာဖြစ်၏တင်းကြီးဤသူဒီကတေပြီးမှရှင်ပြန်၏ ပျောက်ဆုံးပြီးမှသူ့ကိုပြန်တွေ့ရသောကြောင့်ငါတို့သည်ဝမ်းမြောက်ကြလျက်ပျော်ပွဲရှင်ပွဲကို ကျင်းပသင့်မည်သည်ဟု၍သူအားပြန်ပြောလေသည်ဟုမိန့်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေသည်မာဆေဖူဖာဒဲပျောက်သောသားပုံဥပမာကိုဒီနေ့ကြားပါရစေဒီကျမ်းပိုက်ကိုပျောက်သောသားဆိုပြီး အစင်ဆက်ကနာမည်ပေးကြပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာကြောက်တော့သားဆိုတာထက်ခမီးတော်ရဲ့တနာချင်းဆိုပြီးကမှနာမည်ပြန်ပြီးပေးတာလည်းပဲရှိပါတယ်။ဘာဖြစ်လို့လဲဆိုရင်ဒီပုဂ္ဂိုလ်ဟာခမီးတော်ရဲ့တနာချင်းစီမှာပြန်လဲခိုလုံလာတယ်။တနာချင်းသာလင်းတီမိခိုးရမယ့်အရာဖြစ်တယ်။သူ့ကိုချစ်နေတဲ့ပုဂ္ဂိုလ်ရှိတယ်။ဒီပုဂ္ဂိုလ်ဟာသူ့ကိုဘယ်တော့မှမပြတ်မခွာပဲချစ်နေတယ်။ဒီပုဂ္ဂိုလ်ရဲ့ ချစ်ချင်းမေတ္တာတနာခြင်းဟာသူ့ဘဝအသက်ရှင်သန်ရာသူ့ဘဝရဲ့ဂုဏ်သိက္ခာပြောင်းလဲမြင့်တင်ရာသာသမီဖြစ်ကိုပြောင်းလဲတင်မြောက်တဲ့အရာ ဖြစ်တဲ့ဆိုတော့ကိုယုံကြည်ခြင်းနဲ့ပြန်လှည့်လာတဲ့ပုံကိုလည်းပဲဖြစ်နေပါတယ်အဓိကတကယ်ဒီအဖြစ်ပြက်ရဲ့အချက်ကတော့ခမိတော်ရဲ့တနာခြင်းပဲဖြစ်နေပါတော့တယ်လူဘက်ကဘယ်လိုပဲကြောက်ခိုင်းကြောက်ခိုင်းသာသမီတွေဘက်ကဘယ်လိုပဲကြောက်ခိုင်းကြောက်ခိုင်းခမိတော်ဟာသူ့ရဲ့ မှတ်ဉာဏ်ထဲမှာသာသမီတွေအမြဲတမ်းရှိပါတယ်သူရဲ့တရိယာချင်းမှာအမြဲရှိနေပါတယ်ဒါကြောင့်ဒီနေ့အဖြစ်ပြက်ကိုစိန်အောင်ကစိန်ကဘယ်လိုပြောလဲဆိုရင် lost inside ဒီသူ့ရဲ့မြင်ကွင်းမှာတော့ဒီတာဟာမရှိတော့ဘူးပျောက်သွားနေတယ်ဒါပေမဲ့ found in memory လို့ဆိုပါတယ်သူ့ရဲ့အသိဉာဏ်ထဲမှာသူ့ရဲ့အမှတ်ရခြင်းတရိယာချင်းတွေမှာတော့အမြဲတမ်းရှိနေပါတယ်အတိတ်ကသူ့ကိုကြောက်ခိုင်းတာတဲ့တာကိုဘယ်တော့မှ သူ့ရဲ့တနာချင်းကနေဖြောက်ပြက်မပစ်လိုက်ဘူးသူ့ရဲ့ချစ်ချင်းမိသားအဝိုင်ဝန်းထဲမှာတင်စီထားတယ်ဒီပုဂ္ဂိုလ်ဟာသူ့စီးရင်ထဲကဘယ်တော့မှမဖြတ်ဘူးဒီပုဂ္ဂိုလ်ကိုအမြဲတမ်းညှော်လင့်နေတယ်လက်ကမ်းကြိုးဆိုနေတယ်စောင့်ညှော်နေတယ်ဒီပုဂ္ဂိုလ်ရောက်တဲ့အချိန်ထိအောင်မစောင့်နိုင်ပဲပြေးထွက်ပြီးထွေးပွေမဲ့တနာချင်းရဲ့အရှင်ဖြစ်ခမီးတော်ကိုကျွန်တော်တို့တွေ့မြင်ကြဖို့ပဲဖြစ်ပါတယ် ဝါရင်္ဂလာဟာဒါပဲဖြစ်ပါတယ်ကိုယ့်ရဲ့အခြေအနေကိုယ့်ရဲ့အဖြစ်အပျက်တွေကိုသိမှဝန်ခံပြီးတနာချင်းသာလေကျွန်တော်တို့ကိုကယ်နိုင်မယ်သူ့ရဲ့ချစ်ချင်းမေတ္တာဟာကျွန်တော်တို့ဘဝရဲ့အခြေခံအမြဲတမ်းပဲအဖြစ်တည်ရှိနေမယ်ဆိုတဲ့ယုံကြည်ချက်နဲ့အတူတူသူ့စီကို အစင်မြဲပြန်လှည့်ဖို့အတွက်ကြိုးစားကြပါစို့သူ့ရဲ့တနာချင်းကို အစင်မြဲယုံကြည်ကအနံ့ကြပါစို့